ပြီးခဲ့တဲ့ဧပြီလ30ရက်ကကင်းပြည်နယ်ဖအံမြို့နယ်ကတောင်ကလေးကျန်းထောင်မှာ ထောင်တွင်းခိုင်းခွဲထားတဲ့ရာဇဝတ်အကျဉ်းသားအဖွဲ့ကနိုင်ငံရေးအကျဉ်းသားနှစ်ဦးကိုအောက်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကဒီကနေ့မေလ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ရိုက်နှက်ခံရသူနိုင်ငံနှစ်ဦးဟာထောင်နဲ့15နှစ်ကြာခံနေရတဲ့ကိုကျော်ကျော်မြင့်နဲ့ထောင်တန်း၄နှစ်ကြာခံရတဲ့ကိုမင်းသူစိုးတို့ဖြစ်ပြီးသူတို့နှစ်ဦးကိုရာဇဝတ်အကျဉ်းသား၁၂ဦးကဝန်ဝန်ရိုက်နှက်ခဲ့တယ်လို့ PPNN ရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။ ဖြစ်စဉ်ကတော့ဧပြီလ30ရက်နေ့မှာအကျဉ်းထောင်ကကျွေးတဲ့ဟင်းနောက်ကျတဲ့အကြောင်းကိုအိတ်ဆောင်တဲဝင်ရောက်ပြီးအတိပေးချိန်မှာအောက်စုဖက်ရိုင်းနှက်ခံရတာလို့ဆိုပါတယ်။ကွန်ကရစ်ဒုံးကိုပစိုးနဲ့ပတ်ပြီးနိုင်ကျန်မျိုးသား2ဦးရဲ့ခေါင်းကိုထုရိုက်ခဲ့တာကြောင့်ခေါင်းခွဲဒဏ်ရာအတိအကျရရှိခဲ့ပြီးမျက်နာနဲ့ခန္ဓာကိုယ်မှာလည်းဖူးရောင်ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့တာပါ။အခင်းဖြစ်ပေါ်တဲ့နေရာဟာအိတ်ဆောင်မှုရုံးရှိမှဖြစ်ပေမဲ့ ထောက်အနာပိုင်းတွေဟာဝင်ရောက်ဟန်တာရာမျိုးမရှိဘူးလို့ PPNN ကဆိုပါတယ်အဲ့ဒီရန်နေသူတွေအဖွဲ့ကဘာကောက်ဂိုင်းလို့အမည်ပေးထားပြီးအဖွဲ့ဝင်တွေရဲ့လက်ကုံမှာပုံစံတူဘာကောက်စေးမင်းကြောင်တွေထိုးထားကြပါတယ်သူတို့အဖွဲ့ဟာထောင်တွင်းမှာနိုင်ငံရေးအကျဉ်းသားတွေကိုနှစ်ကွက်ရာမှာအသုံးပြုဖို့ဖွဲ့စည်းထားတာဖြစ်တယ်လို့လည်း PPNN ကဖော်ပြပါရယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးအကျဉ်းထောင်မှာဌာနတွင်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ PPNN ကဆိုပါရယ်။အကျဉ်းထောင်ကလွန်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ပြောပြချက်အရ ထောင်တွင်းမှာနိုင်ငံရေးအမှုနဲ့အကျဉ်းချခံနေရသူတွေကိုဖိနှိပ်ဖို့အတွက်ရာဇဝတ်မှုနဲ့နှိရှင်တောင်းတကြနေသူတွေကိုထောက်အာဏာပိုင်တွေကအသုံးချလေ့ရှိရလို့သိရပါတယ်။ဒါ့အပြင်ထောင်တွင်းဆရာနာရှင်စန်းကျင်ရေလှရှားမှုတွေမှာပါဝင်နေသူတွေကိုရာဇဝတ်မှုနဲ့ထောင်ချသူတွေထားရှိရာအဆောင်တွေစီပြောင်းရွှေ့ပြီးရိုင်းနှက်ခိုင်းတာတွေရှိနေရလို့သိရပါတယ်ရှင်။